ဘာလို့ပြင်လာပါကျွန်တော်ကိုရှယ်လေးပါခင်ဗျာမြန်မာအမေရိကန်သတင်းဌာနကနေပြီးတော့ပတ်မှန်ကန်ကန်သတင်းရုပ်သံများကိုဒီသာဒီသာဟာလို့တာဝရကာရဝါနဲ့ကျွန်တော်ကိုရှယ်လေးပြင်ဆက်ပေးတော့ပါလို့ခင်ဗျာအာနာရှင်အာဆတ်နဲ့စီးရီးယားပြည်သူတို့အကြားကပြဿနာကိုရုရှားကဖြေရှင်းခဲ့သလားရုရှားမှာစီးရီးယားပြည်သူတွေကိုအာဏာရှင်အာဆတ်နဲ့ပူးပေါင်းအကြမ်းဖက်ခဲ့သလားဆိုတာတွေကို တေချာခိုင်မာတဲ့ရုပ်တံအထောက်ထားတင်တဲ့အမေရိကန်ကိုရုရှားကဘယ်လိုမလိတ်တပတ်လုပ်ခဲ့တယ်လဲဆိုတဲ့မှတ်တမ်းအထောက်ထားတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ In September in a speech before the UN General Assembly in New York President Putin raised hopes when he hinted that Russia might join the fight against ISIS. လွန်ခဲ့တဲ့ရှင်းနှစ်ကစက်တင်ဘာလကုလသမဂ္ဂညီလာခံကြီးမှာတော့ရုရှားသမ္မတပူတင်ဟာ ISIS ကိုတိုက်ဖြတ်ဖို့ဆိုပြီးတော့ 不帮穿越卖路， 没矿出手表叔给他赚一把的。 And president says, look, I don't know what you're thinking about doing there, but, you know, we need to be coordinated, whatever might happen there. And Putin seems to suggest some, you know, constructive uh, language. It seems they may have struck an agreement. And then a couple of days later, suddenly, boom, the Russians are bombing. Russian airstrikes have killed hundreds of civilians and caused massive destruction to residential areas. But the Russians were not bombing ISIS. Oh, they said they were going to come in and fight ISIL and use their influence to move Assad aside and thereby end the civil war. Well, they certainly had a very different interpretation of combating ISIL. the strikes have intensified since Russia began its air campaign to bolster the Assad regime. The simple fact is that Vladimir Putin is rubbing it on our face. We're doing nothing about it. There was pressure on the president to somehow confront both Assad and Russia. Clearly, our strategy is not working. A confrontation he did not want. Uh, but we're not going to make Syria into a proxy war between the United States and Russia. That would be bad strategy on our part. အဲ့ဒီအချိန်မှာသတင်းကြောက်တင်တဲ့တန်တမန်တွေဝေဖန်လာကြတဲ့အချိန်မှာတော့တမ္မာရာကြီးအိုဘားမားကရုရှားနဲ့ကျွန်တော်တို့ဟာဆီးရီးယားကို proxy ခံပြီးစစ်ဖြစ်နေကြတာမဟုတ်ပဲငိမ့်ချန်ရေးရှာဖွေပြီးအကြမ်းဖက်သမားတွေကိုချေပုံးဖို့သဘောတူခဲ့ကြတဲ့ဥစ္စာဟာအခုဖြစ်နေတဲ့အခြေအနေနဲ့တခုခုမှားနေပါပြီလို့ဆိုခဲ့ကြောင်းပါခင်ဗျာ harder အခုရလာတဲ့ရလက်တွေဟာမျောလင့်ထားသလိုမဟုတ်ပဲအဆိုးဘက်ကိုအွေ့သွားပြီလို့ကိုလင်ကလ်ကဆိုခဲ့ကြောင်းကိုတင်ပြလိုက်ရပါတယ်အပိုင်းခွင့်ကိုဆက်လက်တင်ပြပေးပါဦးမယ်ခင်ဗျာအပိုင်းနဲ့မှာတော့ Syria မှာရုရှားဘလို့ပြေးကြရတယ်လဲဆိုတာကိုတင်ပြရန်ရှိပါကြောင်းနဲ့ကြည့်ရှုခဲ့ကြတဲ့ပြည်သူသားအမိပြည်သူသားအဖတို့ကိုဂါရဝဖြစ်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကိုရှယ်လေးပါ